ဟိုကျွန်တော်နိုင်ငံကဟိုလက်ရှိဖြတ်သန်းလမ်းကြောင်းမှာဒါရွေးကောက်ပွဲတွေအရေးကြီးရပေါ့ကျွန်တော်တို့ကဟလာဟိုဒီမိုကရေစီနဲ့ဥတည်သွားရင်နော်ဖက်ဒရယ်စစ်ကိုဥတည်သွားတဲ့ခါကျတော့ဒီမိုဟိုဒီကျွန်တော်တို့ဒီရွေးကောက်ပွဲတွေဒီမဖြစ်မနေဘူးဒါကအောင်းအောင်မြင်လို့ရမယ့်အပိုင်းဖြစ်တယ်လို့မြင်တယ်ပေါ့လေနိုင်ငံတော်ကလည်းဒါကိုမဖြစ်မနေလို့သွားမယ်ဆိုတော့ကျွန်တော်မြင်ရတယ်မနေ့ကလည်းကျွန်တော်တို့နိုင်ငံတော်ကြီးကကဟလာနိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းပြောသွားတာရှိတယ်ကျွန်တော်တို့လာမယ့်ဟလာဒီဒီဇင်ဘာလနဲ့ပေါ့နော်ဟိုဇန်နဝါရီလအတွင်းမှာပေါ့ဒီတလားတာကလာအတွင်းမှာဒါရွေးကောက်ပွဲလုပ်သွားမယ်ဆိုပြောတာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်းအခုဟို တိုင်းမှာကြုံရတဲ့အခြေအနေမျိုးပဲကျွန်တော်တို့ကလုံလုံဆိုင်ဆိုင်ကောမှုတွေကတော့ရှိနေသေးပဲဖြစ်ပါတယ်အဲဒါတွေကကျွန်တော်တို့ကတက်မတော်ကဲဆိုတော့လုံလုံဆိုင်အဖွဲ့အစည်းတစ်ခုတည်းနဲ့ကျွန်တော်တို့ဒါတွေကိုကာကွယ်ဆောင်ဆိုတာမလွယ်ဘူးပေါ့နော်နိုင်ငံ area ရောလူ area ရောပေါ့နော်ဆိုတော့သူအားလုံးပါဝင်တဲ့လုံလုံမှုအာပုံစံမျိုးကိုဒါလုံဆောင်သွားပါမယ်နော်ဝန်ကြီးရဲ့အခြေကြီးတဲ့လုံလုံဆိုင်စနစ်မျိုးတွေပေါ့လေအဲလက်ရှိမှာကျွန်တော်တို့ကဟလာကျွန်တော်တို့မှာဟို ဘယ်လိုဆိုလဲစနေနေ့ဟလာကျွန်တော်တို့ဒါကျင်းသုံးနေရရှိရပေါ့ဒါနိုင်ငံတက်မလို့ရဲ့ဟလာအင်အားကိုတော့ပို့ပြီးတော့မှတိုးချဲ့ဆောင်ထားနေတာရှိသလိုပဲဟာပေါ့နော်ဒီချက်ပို့ပြီးတော့မှပေါ့လေနော်ရဲနိုင်ငံမြန်မာနိုင်ငံရဲ့တစ်ဖွဲ့အင်အားတော့လာထားပြီးတခြားပြည်သူစစ်လို့ဟာမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းဆက်ပြုံးမှုတိုးချဲ့ခိုင်မှာအောင်လုံဆောင်သွားဖို့လိုလို့မြင်တယ်ပေါ့လေဒါပေမဲ့အဖြစ်သမားကတော့ဒါကဟိုဖြက်ဖြက်မဲ့အဖြစ်သမားဟိုသူသူ့ရဲ့ဟိုအာဇနာအတိုင်းပေါ့လေဒါကတော့ဟိုဖြစ်လို့ဖြက်စီလုံးမဲ့လူတွေကတော့ရှိနေမှာပဲဒါပေမဲ့ဒါတွေကကျွန်တော်တို့ကကြိုးတင်တယ်ဥမှုရယူပြီးတော့မှလုပ်ဖို့လိုလို့ ည်းကျွန်တော်မြင်တယ်ပေါ့လေသူတို့ကျွန်တော်တို့မှာဟလာဟိုသတင်းရရမှုပေါ့နော်ဒါဒါရလည်းအရေးကြီးပါတယ်နော်တစ်ဖက်ကအဖြတ်မဟုတ်တဲ့လောရည်လှူလာမဲ့သတင်းတွေကိုကြိုတင်လည်မှုရယူပြီးတော့မှနင်းနှင်းသွားဖို့ကလည်းဒါအရေးကြီးတဲ့အဖြစ်တွေလို့မြင်ပါတယ်နာသတင်းမရရှိပဲနဲ့ကျွန်တော်တို့ကဟလာကျွန်တော်တို့ကလုံခြုံရေးဆောင်ရွက်မှုဆိုတာခက်ခဲနေတာမျိုးတွေရှိတယ်နော်ဒါမျိုးတွေပါအခုကကျွန်တော်တို့ကပြည်သူလူထုအနေနဲ့လည်းလုံခြုံရေးအသိမြင်တယ်လည်းပို့ပြီးတော့မှရှိဖို့မြင်တယ်လို့မြင်ပါရဲပါဒေသတွေမှာဟလာကျွန်တော်တို့ကမတင်ကြတဲ့ဟိုဘောနော်ဟိုအနေထားအခြေအနေမျိုးတွေဖြစ်တဲ့ဟလာလူစိမ်းတွေဝင်ရောက်တာတော့ လားကျွန်တော်တို့ဟိုတနေရာမှာလားဟိုဟိုဘုံလူယူစားတဲ့အဲ့ဒါကျွန်တော်တို့ပစ္စည်းမျိုးထားတာဟိုကျွန်တော်တို့တစ်ခွက်မျိုးအခြေပြီးအကြောင်းကြားလို့ဒါမျိုးတွေလည်းပြည်သူ့မလုံးညွှန်းရေးအသိအမြင်ရှိဖို့လိုတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဗျာအထူးသဖြင့်ဒါရေတော်ပဲနေတဲ့ကာလမှာပို့ပြီးတော့မှဒါ view site သွားဖို့လိုတယ်လို့ကျွန်တော်အနေနဲ့တော့ဟိုဒီလိုမြင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ပထမရသားဆိုးရမှာလေရှစ်ခွက်ထိုးတယ်ဒုတိယရသားဆိုးရမှာနှစ်ခွက် NCA ထိုးတယ်ဒါပေမဲ့အခုချိန်မှာ NCA ကပြတ်သွားလို့ဖြစ်သွားပြီအစနေပြန်ပြန်စနေရတာတော့ နောင်နေတယ်လို့ထင်တာအဲကျွန်တော်ယူမြင်တာကတော့ကျွန်တော်နိုင်ငံမှာလည်းဒါက2.80ဆိုကြတယ်လွတ်လပ်ရေးနဲ့အတူတူပဲဒါကပြည်တွင်းမှာဒါမငြင်းငြင်းမှုပြီးဘက်ကရဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ cases ဆက်မှာလည်းဒါအစိုးရဆက်ဆက်ကလည်းငြင်းငြင်းရရှိမှုတွေစူးစမ်းကြည့်ရတယ်အများကြီးပေါ့နော်ကျွန်တော်တို့ကနိုင်ငံကြုံတွေ့နေရတဲ့ပြည်တွင်းငြင်းသက်မှုတွေကဒီတခုတည်းကိုကြီးကွက်ပြီးတော့ကြီးလို့တော့မရဘူးပေါ့နော်ကျွန်တော်နိုင်ငံရဲ့ဒါပထဝီမာဗျူရာရဲ့ အာတရှိနေပေါ့နော် geo strategic location ကရေးကြီးပုံနဲ့ကြီးဖို့လိုအပ်ပါတယ်ဒါကျွန်တော်တို့အနေနဲ့အာဟိုကျွန်တော်နိုင်ငံသီးတာကအင်အားကြီးနိုင်ငံနိုင်ငံသားမှရှိတယ်နောက်ကဘာမှလူကြီးအများဆုံးဆိုတဲ့နိုင်ငံသားမှရတရှိနေတာဖြစ်တယ်ဒါပြင်ဒါကျွန်တော်တို့ကအာဒီကဘာကြီးမှာပေါ့လေကျွန်တော်တို့က rainland လို့ခေါ်တဲ့အနာသက်နေပုံနော်ကဘာမှရှိနေတာဖြစ်တဲ့အတွက်ဟာလာကျွန်တော်တို့ကဒီကျွန်တော် hotland ပေါ့လေဒီအနေလုံးသားနေမျိုးဟိုပိုင်းတဲ့ ဟိုလွှမ်းမိုးနိုင်မှုကျူးစားခံမှာဒါရင်းလန်းနိုင်ငံတွေတွေဒီလေအခုခေတ်မှာပို့ပြီးတော့မှာပေါ့နော်ထိခိုက်ခံစားတဲ့အပိုင်းတွေလည်းအများကြီးရှိပါတယ်မဟုတ်တော့ကျွန်တော်ကဟို shadow belt ကို concert လို့ခေါ်ရတာဆိုပြင်းနေနေမိဒီကိုတွေပေါ့ဥပမာပြီးအရှေ့လက်ပိုင်းဂျုံနေရတဲ့တတိပခါတွေရှိတယ်နောက်ကျွန်တော်နိုင်ငံပြည်ပခါတွေရှိတယ်ထိုင်းနိုင်ငံတောင်ဝမ်းမှာဂျုံနေရတဲ့ပြည်ပခါတွေရှိတဲ့ခါကျတော့ဒီဒီဒေသတွေကိုဒီဒီအနာသက်အနေမြေပေါ့လေဒါရင်းလန်းဒေသတွေကိုဒါကမတိမီအောင်ဖြစ်တယ်လို့တဲ့ဖြစ်နေတဲ့ကိစ္စတွေဒီပြည်တွင်းရဲ့ကိစ္စတွေနေမှာမဟုတ်ဘူးနောက်ပြည်ပနေပြီးတော့မှအလောက်ကဆောင်နေတဲ့အပိုင်းတွေရှိရပေါ့ဒါတော့ ြင်းရောပြီးပေါ်နှစ်ဖက်လုံးရှိရနေတာဖြစ်ပါအဲ့တော့ကျွန်တော်တို့မှာဒီ brief ကိုဆက်ပြီးတော့ဒီရှိနေတာဖြစ်ပါဒါတွေကိုခေါ်ရကြည့်မြင်ပြီးတော့မှကျွန်တော်တို့ကရှေ့ဆက်သွားလို့လို့မြင်ပါတယ်တိုင်းသားနိုင်ငံဖွဲ့စည်းတွေပါတီဖွဲ့စည်းတွေကလည်းဒါကိုသင်ချာဟိုပေါ့နော်သိမြင်လာလေသဘောပေါက်ဖို့လိုရလို့ကျွန်တော်တို့မြင်ပါတယ်နောက်လို့တော့ကျွန်တော်ကငင်းငယ်လုပ်ငန်းစဉ်တွေဘာလို့နှောင့်နေနေလဲလူတွေကတော့လိုချင်လူတွေကဒါစိတ်ရင်းစင်စရာငင်းငယ်ရှာရှိဖို့လိုရတယ်လို့ပဲဒါတချို့ တော့ပေါ့နော်အချိန်လေးကြောင်းကြောင်းကြောင်းပေါ့လေလက်နက်ကင်ဆွလို့လမ်းစဉ်ကိုဆွလို့ဖို့အတွက်နှောင်းနေတဲ့အကြောင်းတွေလည်းအများကြီးရှိတယ်အဲဒီထက်ဥမာတစ်ခုကြည့်မယ်ဆိုတော့ကျွန်တော်တို့ကဒါ world economy လို့ခေါ်တယ်ဟဲ့လားကျွန်တော်တို့ကဒီ private ဖြစ်ရဒီသားတွေမှာပေါ့နော်ကျွန်တော်တို့ဒီတရားမဝင်စီးပွားရေးလုပ်ငန်းတွေကိုနည်းအပေါ်နော်ကျွန်တော်တို့ကလုံဆောင်နေတဲ့အတွက်ဒါတွေကိုမဆွလို့နိုင်တဲ့အကြောင်းအရာမျိုးတွေအများကြီးလည်းရှိတယ်အတချို့က resource cuts လို့ခေါ်ကြတာပေါ့လေနော်ကျွန်တော်ဒီဒီနေရာမှာထွက်တယ်ဟဲ့လားအရင်တော့ဆိုရင်တော့ဒါကဟိုကျွန်းသစ်တို့ရွှေတို့ပေါ့နော်ဒါတွေအခုနောက်ပိုင်းဆိုပို့ပြီးတော့တည်တာပါ ါမြေရှားသတ္တု rare earth material တွေဖြစ်ပါတယ်။ဟိုဒါတွေကဟိုတရားမဝင်ပြည်ပနိုင်ငံတွေကိုအခိုးထုတ်ပြီးတော့မှရရှိတဲ့အကျိုးအမြတ်ကပေါ့နော်။ကျွန်တော်တို့နိုင်ငံရဲ့တရားဝင် GDP တော့အများကြီးများနေဆိုတော့တွေ့ရမှာဖြစ်ပါတယ်။အဓိကကျတော့ဟိုဒီလိုမျိုးရဝင်ငွေနဲ့ရရှိတဲ့လက်နဲ့လက်ကင်ထားတဲ့အချိန်မှာတချို့အနေနဲ့ချိုးဖွဲ့စည်းအနေနဲ့ကအဲလက်နဲ့ကင်လမ်းစဉ်ကိုဆွတ်နှုတ်ဖို့အတွက်အားနည်းနေတယ်ဆိုတာကျွန်တော်သိရမှာဖြစ်ပါတယ်။ဟိုတို့ကဒါကကျွန်တော်တို့ကဟို တချို့ကတော့ဒါတိုင်းသားအခွင့်အရေးတွေပေါ့နော်တခြားအခွင့်အရေးတွေရှေ့တန်းနေပြောနေပေမဲ့တကယ်တမ်းကျတော့နောက်ပိုင်းမှာကတော့ဒါတရားမဝင်စီးပွားရေးလုပ်ငန်းတွေကိုသာပူပြီးတော့မှတော့လောက်ကန်စီလိုတဲ့စိတ်တွေမျိုးဖြစ်ဖြစ်နေရဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်ပါအဲ့တော့ဒါတွေကိုကျွန်တော်တို့ကဘလို့ညှိနှိုင်းဖြေရှင်းမလဲပေါ့နော်ဒါတွေကအဲ့လိုဒီလိုမျိုးဆွေးနွေးပွဲရံနေပြီးတော့အပြေရှားသွားပြီးတော့မှရှေ့ကိုမြန်မြန်နဲ့ကျွန်တော်တို့ကသွားနိုင်အောင်ကြိုးစားရမှာဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ဒီနေ့ကမှပြောလေးလာရဲ့ဒေါက်တာနိုင်စိုးမျိုးအချို့မြန်မာကျေးဇူးတင်ပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့